္ဂလာပါအခုပြောသွားမယ့်ပုံမြင်ကတော့လူတို့ဦးလာရေးသားရတဲ့တိုင်းသားပုံမြင်တွေကကချင်ပုံမြင်ဖြစ်တဲ့မိဘမဲ့ပညာရှိကလေးတမရဖြစ်လာပုံဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ပုံမြင်ကိုမပြောခင်ဒီ project ထဲမှာပါဝင်တဲ့အဖွဲ့ဝင်တွေကတော့ SFPMA 2GPOA AANOS တို့ပဲဖြစ်ပါတယ် ထမဦးစွာဒီပုံမြင်ကိုရေးသားခဲ့တဲ့စာရေးသူ လူတူဦးလာအချောင်းကို အချင်းချင်းပြောပြပေးသွားမှာဖြစ်ပါတယ်။လူတူဦးလာဆိုရင်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပစုံမြောင်းရွာတဲ့အဖကုံတဲ့ဥပုနဲ့အမိတော်ခိုင်တို့က1930ခုဇန်နဝါရီလ19ရက်နေ့တွင်မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။မွေးခြင်း၃ရက်မှအငယ်ဆုံးဖြစ်ပြီးတော့အမိရင်းမှ မောင်လာဖြစ်ပါတယ်။ အစုံမြောင်းရဆရာဦးဖေကိုင်ကျောင်းမှလေတန်းအထိပညာသင်ယူခဲ့ပါတယ်။1926တွင်ညောင်လေးပင်မြို့အာဆီယံရိုမန်ကက်သလစ်သာသနာပြုကျောင်းကနေခုနှစ်သက်အောင်မြင်ခဲ့ပါတယ်။1930ပြည့်နှစ်မှာရန်ကုန်အစိုးရအထက်တန်းကျောင်းမှဆယ်တန်းအောင်ခဲ့ပါတယ်။ဆယ်တန်းအောင်ပြီးနောက်မှာစရင်ကိုင်စရေးတင်တန်းတက်နေရင်မှာပဲလူငယ်များကြီးပွားရေးအသင်းတရင်တွေကိုတရင်စာတိုက်တွေကိုပြေဖို့ပြေခဲ့ပါတယ်။ ပြိုင်ထဲမှာပဲလူငယ်များကြီးပွားရေးအတင်းတိုင်းစာကြည့်တိုင်းမူလူငယ်များကြီးပွားရေးအတင်းညာကျောင်းဆရာအဖြစ်လဲဆောင်ရွက်ခဲ့ပါတယ်1930နှစ်မှာကြီးပွားရေးမဂ္ဂဇင်းထုတ်ဝေတဲ့အချိန်မှာစာဆိုင်ရေးခဲ့ပါတယ်1933မှာလဲကြီးပွားရေးလမ်းညွန်မဂ္ဂဇင်းထုတ်ဝေတဲ့အခါမှာကြီးပွားရေးမဂ္ဂဇင်းကိုမန္တလေးသို့ပြောင်းရွှေ့ထုတ်ဝေခဲ့ပါတယ်ဆက်အတန်းမှာမဂ္ဂဇင်းကိုရပ်ဆိုင်းတာပြီးကိုပိုင်စာအုပ်များရိုင်းနှီးထုတ်ဝေခဲ့ပါတယ် အဲ့ဒီကာလအထီးကြီးပွားရေးမောင်လာကြီးပွားရေးအဒီတာမောင်လာကလောင်အမိများကိုသာအသုံးပြုခဲ့ပါတယ်1953တဲ့လူလူဂျာနယ်နဲ့သတင်းစာကိုပူးတွက်ထုတ်ဝေခဲ့ပါတယ်။အဲ့အချိန်ကစပြီးသတင်းစာဂျာနယ်လုပ်ငန်းကိုစောက်ချလုပ်ကင်ခဲ့ဒီမှာဇွန်လ9ရက်1968ခုနှစ်လူလူသတင်းစာရဆိုင်သွားခဲ့သည့်အထီးပဲဖြစ်ပါတယ်။ ြီးလူတို့ဦးလာဆိုရင်သူနဲ့သူ့မိသားစုကို အစိုးရလက်နက်ကင်တွေကတပ်ဖြတ်ဖို့ချိန်ချုပ်တာတွေလည်းကြုံခဲ့ရတယ်လို့ကရင်လက်နက်ကင်တွေမန္တလေးမြို့ကိုတင်ချိန်မှာ မစိုးရိမ်ကြောင်းတိုက်ထဲမှာသူတို့မိသားစုခုံလုံးခဲ့ရပါတယ်။အဲဒီနောက်နိုင်ငံရေးအာဂါတာတွေနဲ့တူပိုင်တဲ့လူတို့တရင်စာကိုဖဆပလာတပ်တွေက မိုင်းခွဲတာအာမခံတောင်းတာနောက်ဆုံးသူနဲ့အတီတာတွေဖမ်းဆီးထိန်းသိမ်းခံရတာတွေမကြာခဏကြုံတွေ့ခဲ့ရတဲ့အတွက် ဒီမိုကရေစီဟာငြိမ်းချမ်းရေးရှိမှစစ်မှန်စွာပေါ်ထွန်းမယ်လို့ဦးလာကယုံကြည်ခဲ့ပါတယ်။အရာကြောင့်တခင်ကိုယ်တော်မရဲ့ငြိမ်းချမ်းလှူရှာမှုတွေမှာသူနဲ့ဇနီးလူတုတော်အမာတို့ပါဝင်လှူရှာခဲ့ကြပြီးဆိုရှယ်လင်းနိုင်ငံထူထောင်ရေးအတွက်လည်းသူတရင်စာနဲ့ဂျာနယ်ကနဲ့မပြတ်လှုပ်ဆောင်နေခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာလည်းလူတုဦးလာကလုံချင်းစာအုပ်တွေကိုတားဆက်လိုက်ရေးထုတ်နေခဲ့ပါတယ်။ လူတို့ဦးလာဆိုရင် အထင်ကရစာပေစုများကိုလည်းရရှိခဲ့ပါတယ်။ထောင်တဲ့လူသားဖြင့်1958ခုစာပေဗိမာန်စာပလီတာစုလောင်ကျိုက်တွင်မှငှက်ငယ်များဖြင့်1958ခုနှင့် UNESCO စီးပွားရေးလူမှုရေးဆိုင်ရာစုရခိုင်ကျိလက်ပုံမြင်များဖြင့်1963ခုနှင့်စာပေဗိမာန်အမှုပညာစာပေစုမှကလေးတငယ်ဆိုင်ရာစာပေဒုတိယစုများကိုရရှိခဲ့ပါတယ်။ လူတို့ဦးလာကိုခလေးပုံမြင်ပြုစုသူဖြစ်လက်သူတည်များခဲ့ပါတယ်။မြန်မာနိုင်ငံအနှံ့ကလူမျိုးစုတွေရဲ့ပုံမြင်များကိုစုစည်းပြီးအုတ်တွဲ90ထုတ်ခဲ့တဲ့စာရေးဆရာအဖြစ်ထင်ရှားသူတစ်ယောက်ပဲဖြစ်ပါတယ်။လူတို့ဦးလာဆိုရင်ပုံမြင်တွေကို အချင်းတောင်တဲ့ကနေစစုခဲ့ရလို့သိရပါတယ်။လူတို့ဦးလာကတိုင်းရင်းသားပုံမြင်တွေကိုရေးသားမှာစိတ်ကူးရင်ပြီးတော့ဖွဲ့ရေးခဲ့တာမဟုတ်ပါဘူး။ ကိုတိုင်ကိုကြာကွင်းစင်းနယ်လည်းပြားစုဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။နိုင်ငံရေးကြောင့်ထောင်ထဲမှာ၃နှစ်ကျော်နေရချိန်မှာလဲသာသမီတွေအတွက်ပုံမြင်နေရေးပို့ရကနေပြီးတော့ပုံမြင်တွေကိုစတင်စုဆောင်ခဲ့တာဖြစ်ပြီးတော့အကျဉ်းဆောင်က လူမျိုးမတူတဲ့အကျဉ်းသားရဲ့စီကနေတဆင့်ပုံမြင်တွေကိုရယူခဲ့တာပဲဖြစ်ပါတယ်။ထောင်ကထွက်လာပြီးနောက်မှာလဲပုံမြင်စုဆောင်တဲ့အလုပ်ကိုဆက်လက်လုပ်ကိုင်ခဲ့ပြီး လူတို့ဦးလာရဲ့တိုင်းရင်းသားပုံမြင်တွေကအလွန်ကြော်ကြခဲ့ပါတယ်1953ခုနှစ်ကနေ1956ခုနှစ်ထိရန်ကုန်တောင်မှာဖမ်းဆီးခဲ့ရစဉ်မှာကရင်နဲ့အတခြားလူမျိုးစုပုံမြင်တွေကိုစတင်ရေးသားခဲ့ပါတယ်ဒလုံးနဲ့1962မှာကရင်ပုံမြင်နဲ့စတင်ထွက်ပေါ်လာခဲ့ပါတယ် 1963မှာတော့ရခိုင်ကျင်းလက်ပုံမြင်များနဲ့ကလေးတငယ်စားဖေဒုတိယစုကိုဦးလာကရရှိခဲ့ပါတယ်။သူမကွယ်လွန်ခင်နောက်မှာအနည်း20နီးပါးနိုင်ငံအနှံ့သွားပြီးပုံမြင်စုဆောင်တဲ့ခရီးတွေလည်းထွက်လာခဲ့ပါတယ်။သူပုံမြင်နဲ့ကိုရုရှားအင်္ဂလိပ်ဂျာမန်ဂျပန်ဘာသာတွေနဲ့ပြန်ဆိုတာတွေလည်းရှိခဲ့ပါတယ်။ ဒီအထိပြောသွားတာကတော့ပုံမြင်ကိုရေးသားခဲ့တဲ့စာရေးသူလူတုဦးလာရဲ့အကြောင်းကိုအကျဉ်းချုပ်ပြောပြပေးသွားတာဖြစ်ပါတယ်။ဒီနောက်မှာတော့လူတုဦးလာရေးသားခဲ့တဲ့မိဘမဲ့ပညာရှိကလေးသမရဖြစ်လာပုံဆိုရဲကချင်ပုံမြင်လေးကိုအကျဉ်းချုပ်ပြင်ပြပေးသွားမှာဖြစ်ပါတယ်။ပုံမြင်လေးကို မစားခင် ပုံမြင်အကျဉ်းချုပ်အရာသူ့ရဲ့နေရာဒေသလေးကိုအရင်ပြောပြပေးသွားပါမယ်။ ဒီပုံမြင်လေးကိုအခြေခံထားတဲ့နေရာဒေသကတော့ကချင်ပြည်နယ်ရှမ်းရကားရွာမုံကောင်းနယ်ဖြစ်ပြီးတော့ဇက်ကောင်တွေကတော့ကုံဆက်ဆိုတဲ့အလွန်ထက်မြက်တဲ့မိဘမဲ့ကောင်လေးရဲ့ရွာမအုပ်ချုပ်သူဒူဝါဆလံဝါရရဲ့မုံကောင်းနယ်ရှင်စောပွားကြီးနဲ့သူ့ရဲ့သမီးတော်ရဲ့ကုံဆက်ကအဖွာရဲ့မြောက်အိုကြီးရဲ့တခြားသောရွာသူရွာသားတွေပဲပါဝင်ပါတယ် ဒီပုံမြင်အချင်းချုပ်လေးကိုတော့ဆက်လက်ပြီးတော့ Sif Vipia မေယာနဲ့တဆင့်ဆက်လက်ရှင်းပြပေးသားမှာဖြစ်ပါတယ်ခုပုံမြင်ကတော့မိမမဲပညာရှိကလေးတမရဖြစ်လာဖို့ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ပုံမြင်လေးတည်းမှာဆိုရင်ကုံဆက်ဆိုတဲ့မိမမဲကလေးရဲ့ကုံဆက်ရဲ့ဖွားရဲ့မောင်ခေါရှင်နဲ့စော်ဝါးကြီးနဲ့သူ့ရဲ့သမီးရောမောင်ခေါနန်းရဲ့ရွာမအကြီးကဲအုပ်ချုပ်သူဒူဝဆလဝါကြီးမြောက်ဦးကြီးနဲ့အခြားသောရွာသူရွာသားတွေလည်းပါဝင်ပါတယ် ပုံမြင်လေးကိုတော့ကချစ်ပြည်နယ်ချေရက်ကားဆိုတဲ့ရွာလေးတစ်ရွာမှာခြေခံထားရပဲဖြစ်ပါတယ်။ပုံမြင်လေးရှာစားခြင်းမှာဆိုရင်ခြေရက်ကားဆိုတဲ့ရွာလေးမှာကုန်းဆက်ဆိုတဲ့မိဘမဲ့ကောက်လေးတစ်ယောက်ရှိပါတယ်။အဲ့ကောက်လေးကငငယ်ကလေးကအလိုထက်မဲ့တာကြောင့်ကုန်းဆက်ဆိုပြီးခေါ်ကြရပဲဖြစ်ပါတယ်။ကုန်းဆက်ကမိဘမရှိပဲအဖွားနဲ့တူနေထိုင်ကြီးပြင်းလာပြီးလဲ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 ပြောဆိုရတာကြောင့်ရွာမှာအုတ်ချိုသူဒူဝဆလာဝါရဲ့အညဉ်းညူမကြခန္ဓာခံရတဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကုန်းဆက်ရဲ့ဖွားဆိုရင်စကားပေါ်တစ်ခုနဲ့အမြဲဆုံးမလေးရှိပါတယ်။ ရွယ်မဲနာပလာချက်ခဲအမနာခဆိုပြီးလဲလုံးသောမြောက်ညတွေ့တတ်သလိုလဲလုံးသောမိဘမကလေးရဘေးဒုက္ခရောက်တတ်တယ်လို့မချခန္ဓာဆူဆူမလေးရှိပါတယ်။ကိုဇက်ကိုဒူဝဆလဝါရဲ့မျက်မုံးကျိုးနေတဲ့အချိန်မှာပဲမခေါ်ရှင်နဲ့ဆော်ပါမှာမခေါ်နန်းလို့ခေါ်တဲ့ထက်မြက်တဲ့တမီးတော်တစ်ပါးရှိပါတယ်။သူ့ရဲ့တမီးတော်ကနောင်တော်ထက်ပိုပြီးညပညာထက်မြက်တာကြောင့်ယောက်ျားရဲ့ထက်ဆဘကကြီးလာဖို့ကမလိုလားပဲရှိနေပါတယ်။တနေ့ရောက်တဲ့အခါမှာဆော်ပါကြီးက ဘုံခေါနန်းကိုခေါ်ပြီးအသက်ရလဲရလာပြီပို့တမီးတော်ရဲ့နောင်တော်တွေလည်းအင်တော်ဘက်တွေနဲ့ရှိနေပြီဆိုတာတမီးတော်ထံဉာဏ်ပညာထက်မြက်သူကိုကိုယ်တိုင်ကိုယ်ကျရွေးဖို့အတွက်တမီးတော်လိုလေသေးမရှိအောင်ရွှေငွေကြေးကြော်အပြည့်စုံနဲ့တမီးတော်သဘောကျတဲ့ခင်မိုးလောက်ရှာယူပေးတော့ပြောလိုက်တယ်ထိုအခါမှာပဲမောခေါ်စောပါကြီးကတမီးတော်ကိုတသားပြပြုလုပ်ထားတဲ့ကိုယ့်ကိုပေး၍ဒီကိုယ်ကိုဖွင့်တဲ့သူဒီတမီးတော်ထက်ဉာဏ်ပညာထက်မြက်သူဖြစ်လိမ့်မည်ဆိုတာခမိုးတော်ရှာလေတော့ဟုတ်တောက်ွက်ပြလိုက်လေသည် ထိုအချိန်မှာပဲကိုဇက်ကဒူဝါဆလဝါရီရဲ့ဖန်ဆီးချက်ကိုခံရပြီးရေကွန်နားမှာရှိသောတိကိုင်းပေါ်ရှိချင်းကြီးထဲမှာခြေစားချက်ခါထားတယ်။ကိုဇက်ရဲ့ဖွားကလည်းထိုကြီးတဘောတို့လူများလက်တွေထမင်းတို့များသွားပို့လို့ရှိပါတယ်။ထိုအချိန်မှာပဲစော်ပွားရေးသမီးရရော်ဒကာလက်ကတိသားကိုအကြီးကိုယူဆောင်၍အိုးစီပုံများများတီးကခင်မိုးလာရှာထက်လျက်ရှိရပါ။ချုံတော်ချုံတော်ချက်ခါထားတဲ့ကိုဇက်ရှိရရော်တို့ရောက်ရှိလာတယ်။ ခုဇက်တော့ရာရှိလူလစ်ပြိုနဲ့ဖိုးကြီးများပဲမနေရရလူရညာကိုယ့်ရဲ့ကိုဖွေးရဲစူးစမ်းကြရဖွင့်နိုင်စမရှိသူတွေ့ရတယ်ထိုအခါမှာတော့ကိုဇက်ကအဖအပြော၍အကြောင်းစုံမေးကထိုကိုယ့်ရဲ့ကို ဖွဲ့ကြည့်လေဟုဆိုတာသူဟာဆလဝါများတန်ခွတ်တောက်ပြည့်ရဲ့ပူဇော်လေးတော့လေဖွာတနာခံပြောလိုက်တဲ့အခါမှာတော့သူဟာဆလဝါတို့ကလည်းရွာအတွဲရှိ လူလစ်ပြိုရှိရှိသမျှတို့ဖွင့်မရသည့်ကိုယ့်ရဲ့ကိုကိုဇက်အားဖွင့်ကြည့်ရတဲ့ဖော်တူကြလေထိုအချိန်မှာပဲ ကိုဇက်ကိုရွာထဲခေါ်လာပြီးကိုရဲကိုဖွင့်ဖို့မိုးကောင်းနှစီပိုးလိုက်ကြတယ်။ကိုဇက်ကဘသူမှဖွင့်မရကိုရဲကိုဖွင့်မဲ့ချိန်မှာသူ့ရဲ့တွေးထဲမှာသူဖန်စီတဲ့ဖန်စီခါထားတဲ့ချိန်ကသူ့နားမှာရှိတဲ့မျက်ဝီတကောင်ကရင်ဖောင်ရင်ဖောင်လို့အော်တော်သတိရပြီးကိုရဲကိုလက်ဖွင့်ဖို့စိတ်ကူးရသွားလေတယ်။စိတ်ကူးတဲ့အတိုင်းကိုရဲကိုဗညာလှည့်ပြီးဖွင့်လိုက်တဲ့ခါမှာတော့ဖွင့်လာတယ်။ရင်ဖောင်ဆိုတဲ့အဓိပ္ပာယ်ကကချင်စကားမှာဆိုရင်လှည့်ဖွင့်ဆိုတဲ့အဓိပ္ပာယ်ရရဖြစ်ပါတယ်။ ုဇက်ကထိုကိုယ်ဝဲကိုဖွင့်နေသွားတဲ့အတွက်ဆော့ဘွားကြီးကလည်းသူသမီးတော်နဲ့ကိုဇက်ကိုလက်ထပ်ပေးလိုက်ပါတော့တယ်။ဆော့ဘွားကြီးတိစိုးသွားပြည့်နောက်မှာလည်းနေသူနေသားတွေကဉာဏ်ပညာနဲ့ပြည့်စုံတဲ့ကိုဇက်ကိုအများသဘောတူကွာဆတ်မဆန်ခေါ်တမရအဖြစ်ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ထိုအခါမှစ၍ကချီအုပ်ချုပ်ရေးစင်လာမှာမျိုးရိုးရမဟုတ်ဘဲအများကြိုက်သူရွေးကောက်တင်မြှောက်တဲ့စနစ်ဘောလာလည်းဆိုရှိကြပါတော့တယ်။ သင်ခန်းစာဆိုလိုရင်းကတော့ဒီပုံမြင်ကိုဖတ်ပြီးရအောင်မှာသိလိုက်ရတာကတော့အခက်အခဲကိုအောင်မြင်မှုအဖြစ်အသုံးချတတ်ရမယ်ဆိုရဲလမ်းလမ်းစဉ်ကိုရရှိလိုက်တာပဲဖြစ်ပါတယ်ဒီပုံမြင်ရဲ့အဓိကဆိုလိုရင်းကလည်းညပညာထက်မြက်လဲဘယ်ရက်ဒေတာပဲရောက်ရောက်ပုံဝင်ခြင်းကိုစူးစမ်းလေ့လာတတ်ပြီးကုန်ဆက်စုများအုပ်ကြီးရဲ့စကားကိုမှတ်သားထားပြီးပြန်ပြီးအသုံးချတတ်ရင်ဘယ်ရမစိုးအောင်မြင်နိုင်ကြောင်းကိုပြတ်တတ်တာပဲဖြစ်ပါတယ်ညပညာထက်မြက်ယုံနေမှာပဲနဲ့ကိုမန္နာကိုလွတ်လပ်လပ်ပြောဆိုရတဲ့တတိလည်းရှိရမှာဖြစ်ပါတယ်ဒီပုံမြင်ရဲ့ ထူးခြားချက်အရာပုံမြင်ထဲမှာပါဝင်တဲ့ဒူဝါဇလန်ဝါရီရဲ့ကိုထက်တာရင်မနာလိုတတ်တဲ့လူသဘောတဘာဝကိုလည်းပြထားပြီးအစဉ်အတန်မခွဲခြားပဲပုံမြင်ကိုဖတ်ပြီးရတဲ့နောက်မှာ ကချင်ဘာသာစကားကချင်ရည်ကြီးမှုကချင်တွေရဲ့နေထိုင်မှုပုံစံအုတ်ချိုရည်ပိုင်းနေနဲ့ပို့ပြီးရင်းနှီးလာမှာပဲဖြစ်ပါတယ်။စာရေးသူဟာဆိုရင်အမိမဲ့ပုံတွေရာဒူးအခေါ်အဝါဇယိုက်သဘောတဘာဝတွေရီမီတော့တောင်ဒလိထုံးစံရင်ကြီးမှုတွေညံနေရှင်ပြီးဒီမိုကရေစီဆန်ဆန်ခနဲ့အန်ကြီးမှတ်သားစီရင်နေထိုင်မှုကိုစေတနာနဲ့ရည်ဖွဲ့ထားပဲဖြစ်ပါတယ်။ ီပုံမြင်ရဲ့ဇာရေးသားကြီးတော်ရှူတော်ကိုကြည့်မယ်ဆိုရင်အချိန်ကာလရပုံမြင်ရဲ့ဆက်စားခြင်းမှာဆိုရင်ရှေ့အခါကဆိုပြီးအချိန်ကိုအတိအကျဖော်ပြထားတဲ့မဖော်ပြထားတဲ့အတွက်ကာလဝီရောဒီဖြစ်ပါတယ်။ဒေတာနောက်ခံအနေနဲ့ကတော့ပုံမြင်နေနဲ့မှာပုံမြင်နဲ့မှာရှင်းရာကရာနဲ့မုံကောင်းနေရွာဆိုပြီးနေရာဒေတာကိုတိတိကျကျဖော်ပြထားတဲ့အတွက်ဒေတာဝီရောဒီမဖြစ်ပါဘူး။ပုံမြင်ရဲ့နောက်ခံဝင်ခြင်းအနေနဲ့ကချင်တွေရဲ့နေထိုင်မှုပုံစံလူနေမှုအစဉ်အတန်းအုတ်ချုပ်ရေးပိုင်းအာဏာပိုင်းနေနဲ့နိုင်ငံရေး ပညာရဲ့အရေးပုံပုံအရေးပါပုံကဏ္ဍတွေကိုနောက်ခံထားပါတယ်။ဒီပုံမြင်ကိုဖတ်ပြီးတဲ့နောက်မှာ ကချင်ဘာသာစကားနဲ့စကားပုံတွေကချင်လူမျိုးတွေရဲ့အခေါ်အဝါတွေကိုပုံမူရင်းနှီးချက်နဲ့ရှင်းဝင်သားမှာပဲဖြစ်ပါတယ်။ဒီပုံမြင်ကတော့ဖတ်လိုက်တာနဲ့ဘာကိုဆိုလိုချင်လဲဆိုတာတန်းသိသွားစေတဲ့အတွက်ဂုံနေနဲ့ပတာရဂုံဩဇာဂုံကိုလည်းရစီပါတယ်။ရတနေနဲ့ကတော့ဝိယယတဗိယုနာယတနဲ့အဖွားနဲ့မိကြကချစ်ချင်းမေတ္တာကိုချီးယူပြီးတော့လေတင်္ဃာယတကိုရရှိစေပါတယ် လေ့ကျင့်ရမယ့်ကောများလူလူဦးလာကိုမြတိမြွတ်နယ်တွင်ဝေဖွားခဲ့တဲ့နိခါကြီးညောင်လေးပင်မြွတ်နယ်လူလူဦးလာငယ်အမိမှာကောလတ်ဖြစ်သည်ခါငယ်မောင်လာလူလူဦးလာသည်ကောလတ်ကျောင်းတွင် လေးတန်းအထိပညာသင်ယူခဲ့သည်ခါငယ်ဆရာဦးဖိခိုင်ချာလူလူဦးလာတွင်မွေးချင်းပန်းရောက်ရှိပါတယ်လေခါခွေး၃ရက် ူရူဥလာသည်ဇယ်ရန်အောင်ပြီးနောက်တွင်ကွက်လက်တင်နန်းကိုတက်ခဲ့သည်ခါခွေးစီဂိုင်းစီတင်နန်းလူလူဥလာတီကွက်လက်ဖြင့်1958ခုနှစ်တွင်စာပေပိမှန်စာပေပရိသတ်စုကိုရရှိခဲ့သည်ခါခွေထောင်နှင့်လူသားလူလူဥလာတီရခိုင်ပြည်လက်ပုံမြင်နှင့်ကလေးတငယ်စာပေကွက်လက်စုကိုရရှိခဲ့ပါသည်ခါခွေဒုတိယ ူရူဦးလာသည်1980ခုနှစ်တွင်ကွာလာပူမင်ကိုရေးသားထုတ်ဝေခဲ့သည်ကာဂျီယဝမ်လူလူဦးလာတီမြန်မာနိုင်ငံနှင့်ကလူမျိုးစုတို့ဟိပုံမင်များကို စူးစီးပြီးအုပ်တွဲခွာလက်ထုတ်ခဲ့သည့်စာရေးဆရာအဖြစ်ထင်ရှားသည်ခငင်90ဂုံဆက်အဖွားသည်နေစဉ်ဂုံဆက်ကိုချုပ်ထားသည့်ခွာလက်သူတွားရေးထမင်းတို့ပို့သည်ခါခွေရေတကွန် ုံစက်အတိတ်ပဲဒီကွက်လက်ဖြစ်သည်ကငဲအလွန်ထမြက်တော်သူမိဘမဲ့ပညာရှိကလေးတမတဖြစ်လာပုံသည်ကွက်လက်ပုံမြင်ဖြစ်သည်ကာကြီးကချင်းကုံစက်အဖွားတီကုံစက်အားကွက်လက်ဖြင့်အမြဲဆုံးမလေးရှိသည် ခါခွေးစကပုံမိဘမဲ့ပညာရှိကလေးတမတာဖြစ်လာပုံပုံမြင်တွင်ဉာဏ်ပညာထက်မြက်ပြီးကွက်လက်ရှိလျင်ခေါင်းဆောင်ကောင်းတယောက်ဖြစ်လာနိုင်ပုံကိုအသည့်အမြင်သင်ခန်းစာရရှိစေနိုင်ပါသည်ခါခါငယ်တတ္တိအဖွားနှင့်ကုံစက်ကြားကချစ်ချင်းမေတ္တာကိုချပြီးမိတိယတာကိုရရှိသည်နိခါကြီးတင်္ကာရရတကျွန်တော်တို့ရဲ့ revision presentation ကတော့လောက်ပါပဲ နားထောင်ပေးခဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်